ကမ္ဘာစည်းအကြီးဆုံးဂင်းနစ်စံချိန်တင်ရေမွေးကလိုင်းခရစ်တင်ရဲ့ number 1 imperial majesty ရေမွေးသည်ကမ္ဘာစည်းအကြီးဆုံးရေမွေးအဖြစ်မှတ်တမ်းတင်ခံထားရသည်1822ခုနှစ်တွင် ခရောင်းပါဖြူမရီအဖြစ်စတင်ခဲ့ပြီး1996ခုနှစ်တွင်ကလိုင်းခရစ်စတင်ဆိုသူကဝယ်ယူကာခစ်တလက်ဇရီရေမွေးအဖြစ် ပြန်လည်မွမ်းမံခဲ့ပါသည်ဗြိတိရှဘုရင် Queen Victoria မှ ရင်ခံတိမှတ်ပြုလက်မှတ်ပေးခဲ့သည့်တခုရေသောရေမွေးအမှတ်တရစိတ်ဖြစ်သည့် Klein Kristin ရဲ့ Number 1 Imperial Majesty ရေမွေးပလင်းသည်ဒေါ်လာ2,500အထိတန်ဖိုးရှိသည့်ပလင်းကို24ကာရက်ရွှေဖြင့်ပြုလုပ်ထားပြီးပတ်လည်တွင် 5kg စိန်ဖြင့်အလှဆင်ထားသည် တဟီရှန်ဘန်နီလာအိန္ဒိယန်နန္ဒာဖြူအီတလီယန်ဂျက်ဆမင်ကဲ့သို့သောရှားပါးတဘာဝပစ္စည်းများဖြင့်ဖော်ဆက်ထားပါသည်နမည်ကြီးတရုတ်ဆောင်ဘီလီယံနာများစိုက်နှစ်တက်ကြပြီးအထူးခမ်းနားများတွင်လက်ဆောင်ပေးရန်အတွက်အထူးတင်တော်ပါသည်ကလိုင်းခရစ်ဆက်တင်ရေမွေးသည့်ဇိမ်ခံပစ္စည်းတစ်ခုဖြစ်ပြီးအမှုပညာလက်ရာတစ်ခုလည်းဖြစ်သည်